2029ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ဝင်ရောက်ရှင်ပြိုင်မယ်။အုတ်စုခပွဲစဉ်မှာအမျိုးသားဘောလုံးသင်းရဲ့စာနယ်ဇင်းရှင်းလင်းပွဲကိုရန်ကုန်မြို့ရှိဟိုတယ်ရန်ကုန်မှာဒီဇင်ဘာလ6ရက်နေ့ကကျင်းပခဲ့ပါတယ်။ဒီလိုကျင်းပခဲ့ရမှာအုတ်စုခမှာပါဝင်တဲ့မြန်မာ၊အင်ဒိုနီးရှား၊ထိုင်း၊ကမ္ဘောဒီးယားနဲ့တီမောသင်းတို့ပါဝင်တာဖြစ်ပါတယ်။ဒီစနေပိုင်းနဲ့ပတ်သက်လို့ကတော့ပြောရမယ်ဆိုရင်တော့လည်းဘယ်အရာမဆိုပြည့်စုံလုံလောက်နေဆိုတာမရှိပါဘူးတဲ့သူ့ကိုနောက်ဆုံး ချိန်ပြည့်ပေးလိုက်တဲ့3လဆိုတဲ့အတိုင်းတော့ဒီမှာသူလုတ်လို့ရမယ့်အကုန်လုံးကိုအပြည့်အစုံလုတ်ခဲ့တယ်လို့ပဲသဘောဝင်ပြောတာပါဒီစနေပိုင်းလည်းပတ်သက်တယ်ဒီအကောင့်ချုပ်ကိုကိုတင်ချင်းနော်ဘာလို့ဘယ်လိုလုပ်ပြီးလဲဆိုတော့ ठी အားဆိုတဲ့နေရာမှာတော့သူ့အနေနဲ့နည်းနည်းဟိုစိတ်တိုင်းမကြလုတ်ချင်တာလေးမလုတ်ရတာလေးရှိတဲ့ပိုင်းမှာခုနကရညီကိုပထမဆုံးမေးသွားတယ်မေးလို့ဒီဒီစနေနဲ့ပတ်သက်လို့ဟိုပြင်ဆင်မှုတွေပြည့်စုံပြီလားလို့မေးတဲ့ပုံမှာတော့သူ့ကိုပေးတဲ့အချိန်3လတည်းမှာသူလုတ်ချင်တာလေးအကုန်လုံးတော့3လတည်းမှာပဲ ်3လဆိုတဲ့အချိန်နဲ့ပဲလုတ်ခဲ့ရပေမဲ့သူလုတ်ချင်တဲ့အားလုံးကိုသူလုတ်ခွင့်မရခဲ့ပါဘူးအဲ့ဒီပိုင်းရတော့နည်းနည်းသူ့ရဲ့သူ့ရဲ့လိုအပ်ချက်တွေဖြစ်ပြီးတော့နောက်ဒီဒဏ်ရာရနေတဲ့သူကိုကြည်လင်းရှိတယ်သူအောင်ရင်ကြော်ရှိတယ်အဲ့ဒါလေးနည်းနည်းဒဏ်ရာအနည်းငယ်ပေါ့နော်အဲ့ဒါလေးကသူ့အတွက်တော့နည်းနည်းအဲဒါအနည်းငယ်ဖြစ်ပါတယ်ဒီတော့သူအတင်းသူအတင်းရဲ့ပြမလို့စီပေါ်လို့သူအတင်းသားတွေပဲသူအတင်းပဲပေါ့နော်။ဒါပေမဲ့သူတို့တရားပြင်စင်တာတွေသူတို့ဖိထားဖို့အလိုဆုံးအခက်အခဲဆုံးပြင်ပေးတာမြန်မာလေးလို့ပြောတယ်။အဲဆိုမြန်မာနိုင်ငံမှာမြန်မာပြည်သက်တွေအများကြီးရှိပါတယ်။ sama ma phit de twe i think they they have the same team the last year မင်္ဂလာတဲ့သူတို့တင်းနေတယ်ကစားခဲ့တယ်သူတို့တင်းနေဖြစ်နေတာတင်းနေတဲ့တင်းရမတူဘူးဆိုပြီးနေကစားသမားအချို့ပေါ့နော်ကသူတို့တင်းမှာပေါ့တခြားတင်းနေမှာအချို့ကစားသမားတွေကပါလာပြရတယ်သူတို့တင်းနေဟိုတော့ပွဲတိုင်းမှာအကောင်းဆုံးရင်ဆိုင်ကစားဖို့ဖြစ်နေတာ m m a t i n g o r o v i o d i jashi ga c h i a b l u s o m m a t i n g ma zama ga omi shi m m a t i n g e p i s e n u o m m a t i n g e p i s e n u o ne p i c h a p i s e n a ga m m a t i n g e r o t r u k e k e e e m e t i n g shi ne 때문에 미얀마가 굉장히 강해져 있다는 미얀마의 전력도 강한데 홈 경기라는 이점까지 겹쳐져서 우리가 굉장히 힘든 경기가 될 걸로 예상하고 있습니다. သူအနေနဲ့ဒီမနက်ဖြန်ပွဲကမြန်မာပြည်ဘုံမှာကစားတဲ့ပွဲဖြစ်တဲ့ဒီဘုံဆိုတဲ့အာတာကျဲကနံပါတ်1အဓိကဖြစ်ပြီးတော့နံပါတ်2အနေနဲ့ကျွန်တော်တို့နီးပြရေးစာပတ်ဆောင်ပါဆိုတော့လေသူ့ရဲ့ကိုရီးယားမှတကယ်ကိုအထူးလေးစားတဲ့နီးပြတော်တယ်သူ့မှာလည်းတကယ်စီးစနစ်ကောင်းဒီဘောလုံးပညာကောင်းကြီးရှိတဲ့အတွက်ဒီအရုံကျွန်တော်တို့ရထားတာရဲ့ခုံးဖြစ်တာဒီနှစ်ခုရဲ့အာတာကျဲကသူ့ရဲ့တကယ်ကိုကြီးမားတဲ့အခက်ခဲပါမယ် မြန်မာလေရွေးစဉ် U23 အမျိုးသားဘောလုံးသင်းရဲ့နီးပြချုပ်မစ္စတာပတ်ဆောင်ဟွာကကာလရှည်ကြာစခန်းသွင်းလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးဒီဇင်ဘာလ6ရက်နေ့နောက်ပိုင်းကပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကစားမယ်ကစားသမားအယောက်20လူရေစီးရင်ကိုအပြီးသက်ထုတ်ပြန်ကြေညာခဲ့ပါတယ်ကာလရှည်ကြာစကန်သွင်းလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီးမြန်မာလေရွေးစဉ် U23 အမျိုးသားဘောလုံးသင်းရဲ့နီးပြချုပ်မစ္စတာပတ်ဆောင်ဟွာဟာဒီဇင်ဘာလ6ရက်နေ့နံနက်ပိုင်းကပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကစားသမားအယောက်20လူစီးရင်ကိုအပြီးသက်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စီးကိန်းပြိုင်ပွဲဝင်မဲ့ကစားသမားအယောက်20ရဲ့စီးရင်ဟာကုသမအဖြစ်ပြည်ဖြူအောင်ကျော်စင်ဖြိုးတို့ဖြစ်ပြီးနောက်တန်းကစားသမားအဖြစ်စီတူအောင်ဇော်မင်းထွန်းအောင်ဟင်းကျော်ရန်အောင်ဝင်းစံဘိုထွန်းအောင်စောတက်နိုင်တို့ဖြစ်ပြီးအလဲတန်းကစားသမားများဖြစ်နိုင်လင်းဦးဒေးဗစ်ထန်နေလင်းထွန်းဆက်ဖြိုးဝေရဲလင်းအောင်တိန်တန်ဝင်း ကျော်မင်းဦးတို့ဖြစ်ပါတယ်ရှေ့တန်းကစားသမားအဖြစ်ကျော်စရာဝင်းကြည်လင်းကောင်းစီသူကျော်ကိုကိုတို့ပဲဖြစ်ပါတယ်မြမယူ23သိန်းဟာစီးကိန်းတိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ်ဒီဇင်ဘာလ9ရက်နေ့မှာကမ်ဘောဒီးယားတင်နဲ့ညနေ6:45မိနစ်အချိန်မှာရန်ကုန်မြို့သူဝနာကွင်းမှာစတင်ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်